သင်ဟာသင်ရဲ့စိတ်ကိုထိမ့်ချုပ်သွားနိုင်ပြီဆိုရင်ဘာတွေဆက်ဖြစ်လာမယ်ထင်လဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ဟာကမ္ဘာအကောင်ဆုံးစာအုပ်တွေကနည်းနည်းတဲ့သိပညာတွေကိုလေ့လာပြီးသင်တို့ရဲ့အတွေးခေါ်နဲ့ဘဝကိုပြောင်းလဲဖို့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးတစ်ခုကိုစတင်ချမှာဖြစ်ပါတယ်ဒီနေ့မှာနပိုလီယံဟင်းရဲ့နာမည်ကြီးပေမဲ့တိတ်မသိချာသေးတဲ့အံ့ဩစရာလက်ရာတစ်ခုဖြစ်တဲ့တင်းစိတ်ကိုတင်ပိုင်ဆိုင်နေဆိုရင်စာအုပ်ကိုတင်ဆက်ပေးသွားမှာပါ ။သင်ဟာသင်ရဲ့အတွေးတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားနေဆိုတာကိုစဉ်းစားကြည့်ပါ။အဲ့ဒီအတွေးတွေကသင်ကိုအောင်မြင်မှုနဲ့ပြည့်စုံတဲ့ဘဝစီကိုအမြဲတမ်းပို့ဆောင်ပေးနိုင်တယ်ဆိုတာကိုလည်းစဉ်းစားကြည့်ပါ။စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်။အဲ့ဒါကနပိုလီယံဟီးလ်ကကျွန်တော်တို့ကိုတင်ချားပေးမယ်လို့ကတိပေးထားတဲ့အရာပါပဲ။ဒီဆောင်ဟာရွရွအတွေးခေါ်ရီထပ်ပေါ်ပါတယ်။တင်းရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုတွင်စနစ်တကျနဲ့ထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြထားပါတယ်။ ဒါကြောင့်ဒီတန်ဆောင်းကိုစုံခန်းတိုင်အောင်နားထောင်ပြီးပါ။ဆောင်းထဲကအတွေးခုံတွေကိုပြောပြပေးသွားမှာမဟုတ်ပါဘူး။သင်လက်တွေတုံးချပြီးဘဝမှာအောင်မြင်မှုရရှိစေမယ့်နည်းဖြူဟာတွေကိုလည်းပြောပြပေးသွားမှာပါ။နံပါတ်၁ Creative Vision တီထွင်ဖန်တီးနိုင်စွာ Creative Vision ဆိုတာကိုလူတွေဟာနေ့စဉ်စကားပြောဆိုနေချိန်မှာသိပြီးပြောလို့မရှိကြပါဘူး။တချို့ကဒီအသုံးလုံးဟာအမှုပညာနဲ့နယ်ပယ်တွေမှာပိုပြီးတင့်တော်တွေလို့ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့စမှုလုပ်ငန်းရှင်ကြီး Intru Carnegie အတွက်တော့ Creative Vision ဟာလူတိုင်းတက်မြောက်ထားတဲ့အရေးချင်းတစ်ရပ်ဖြစ်ပါတယ်။ Intru ရဲ့အဆိုအရ Creative Vision ဆိုတာဟာအခွင့်အလမ်းတွေကိုမြင်နိုင်ပြီးအဲ့ဒီအခွင့်အလမ်းတွေကိုအသုံးချဖို့အတွက်လှုံ့ဆော်နိုင်တဲ့စွမ်းရည်ကိုဆွံ့လိုပါတယ်။ Creative Vision ရဲ့အရေးကြီးတဲ့စိတ်ပိုင်းတစ်ခုကတော့စိတ်ကူးဉဏ်ဖြစ်ပါတယ်။စိတ်ကူးဉဏ်မှာပေါင်းစပ်စိတ်ကူးဉဏ်နဲ့ဖန်တီးမှုစိတ်ကူးဉဏ်ဆိုပြီးနှစ်မျိုးရှိတယ်လို့ Intru ကရှင်းပြပါတယ်။ ပေါင်းဆက်စိတ်ကူးညံဆိုတော့မူလခြံငံတစ်ခုကိုဖန်တီးဖို့အတွက်အတွင်းနဲ့အခြေခံမူတွေကိုပေါင်းဆက်ခြင်းကိုဆိုလိုပါတယ်။ဥပမာအားဖြင့်သောမတ်စ်အန်ဒီဆန်ဟာမီးလုံးကိုတီးထွင်တဲ့အခါမှာရှီပြီးသားစွန့်နဲ့လျှက်စင်ပြီးဆိုတဲ့အခြေခံမူနှစ်ခုကိုပေါင်းဆက်ခဲ့ပါတယ်။ဖန်တီးမှုစိတ်ကူးညံဆိုတော့လူတစ်ယောက်ကလုံးဝမူလအကြံဉာဏ်တစ်ခုကို ဖန်တီးတဲ့အခါမှာဖြစ်ပေါ်လာတာပါ။တဲ့တို့လေးစားအားကြတဲ့အမှုပညာရှင်တွေနဲ့စာရင်းဆရာတွေဟာဒီဖန်တီးမှုစိတ်ကူးညံကိုအသုံးပြုကြပါဗျ။ creative vision ကိုတည်ဆောက်ဖို့အတွက်စိတ်ကူးညံကိုတည်ဆောက်တဲ့အခါမှာမှတ်သားထားရမယ့်ချက်တွေရှိပါတယ်။ပထမအချက်ကတော့ရည်ရွယ်ချက်ကိုတိတိကျကျမှတ်သားပါ။ဒုတိယချက်က mastermind principle ကိုအသုံးပြုပါ။တတိယချက်က the strongmind principle ကိုကျင့်သုံးပါ။တုတ်တာချက်ကယုံကြည်ခြင်းကိုသုံးချပါ။ပြင်စမချက်ကစနစ်တကျတအူးချင်းစူးစမ်းပါ။နံပါတ်2 organized thought စနစ်တကျတွေးခေါ်ခြင်းသင်တို့ဟာ သင်တို့ရဲ့တွေးတွေအကြောင်းကိုဘယ်ချိန်ကတွေးဖူးပါသလဲသင်တို့ဘယ်လိုစဉ်းစားလဲဆိုတာကိုတတိထားမိပါရဲ့လားသင်တို့ရဲ့ဆန္ဒတွေကို ပြေဝချင်တယ်ဆိုရင်သင်တို့ဘယ်လိုစဉ်းစားလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်ဒါကြောင့်သင်တို့ရဲ့တွေးတွေကိုစနစ်တကျပြင်အောင်လုပ်ဖို့လိုပါတယ်ဒီလိုလုပ်ဖို့နည်းလမ်းတစ်ခုရှိပါတယ် inductive reasoning နဲ့ deductive reasoning မှာ inductive reasoning ဆိုတာမသိသေးတဲ့ချက်လက်တွေကိုလက်ခံခြင်းပေါ်မှာအခြေခံတဲ့တွေးခေါ်ဖြစ်ပါတယ်ဥပမာ မုန်းအောင်ပြီးမဲနေရင်ထီးယူသွားတာမျိုးပါ deductive reasoning ဆိုတာတည်ပြီးသားချက်လက်တွေပေါ်မှာအခြေခံတဲ့အတွေးခေါ်ဖြစ်ပါတယ်ဥပမာပီတာဟာအိမ်အောင်မရှိလို့လူပြိုလို့ခေါ်တာမျိုးပါထင်မြင်ယူဆချက်တွေကိုမယုံကြည်သင့်ပါဘူးဘာလို့လဲဆိုတော့ထင်မြင်ယူဆချက်တွေဟာဗက်လိုက်တက်ပြီးဘ ഹു တုတ္တနဲ့တည်င်းချက်လက်တွေမရှိတတ်လို့ပါပဲဒါကြောင့်သင်ရဲ့အတွေးတွေကိုတိကျမှန်ကန်စွာစနစ်တကျဖြစ်အောင်လုပ်ဖို့အတွက်တခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေကိုနားမထောင်သင့်ပါဘူး ဒါပေမဲ့တခါတလေမှာတငယ်ချင်းနဲ့မိသားစုရဲ့အကြံဉာဏ်တွေကိုနားထောင်သင့်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြံဉာဏ်တွေကို တခါတည်းမယုံကြည်ဘဲတေချာစမ်းစစ်သင်ပါတယ်။သတင်းရင်းမြစ်တွေကိုလည်းပုံမှန်ပြန်စစ်ဆေးသင်ပါတယ်။သတင်းချက်လက်တွေကိုရွေးချယ်သင်ပါတယ်။နံပါတ်3အရာရာကိုမေးခွန်းထုတ်ပါ။အချက်လက်တွေပေါ်မှာအခြေခံနဲ့ဆိုတာကို သင်ကိုယ်တိုင် မသေးကြမချင်းအချက်လက်တွေကိုစုဆောင်းပါ။စနစ်တကျတွေးခေါ်ခြင်းဟာအချိန်ယူရပါတယ်။ အရေးကြီးဆုံးအချက်ကတော့ထိမ့်ချုပ်ထားတဲ့အလေ့ကျင့်တွေပါထိမ့်ချုပ်ထားတဲ့အလေ့ကျင့်တွေမရှိရင်စနစ်တကျမတွေးခေါ်နိုင်ပါဘူးတင်းရဲ့စိတ်ကိုတည်င်းအချက်လက်တွေအများကြီးသိမ်းဆီးထားတဲ့ကင်မရာတလုံးလိုစဉ်းစားကြည့်ပါဘာကိုအာရုံစိုက်ရမလဲဆိုတာကိုမသိရင်တင်ရဲ့စိတ်ဟာကဘာကြီးတဲ့ကအသုံးမွန်တဲ့တည်င်းချက်လက်တွေကောလာဟာလာတွေနဲ့အေးမဖာတဲ့အကြောင်းအရာတွေကိုဆက်ပြီးဖမ်းယူနေပါလိမ့်မယ်။ထိန်းချုပ်ထားတဲ့အလေးကျင့်တစ်ခုကတင်ကင်မရာကိုအာယုံဆိုင်နေအောင်ကူညီပေးပါလိမ့်မယ်။ ထိန်းချုပ်ထားတဲ့အလေးချင်တွေနဲ့ပတ်သက်လာရင်ဘယ်ကစာမလဲကြီးရွယ်ချက်ကိုတိတိကျကျမှတ်သားခြင်းကနေစတင်မှာစမ်းသပ်တွေရှိဖို့လိုပါတယ်ပြီးတော့ရည်မှန်းချက်တွေရအောင်ကြိုးစားဖို့လိုပါတယ်ထက်ခါထက်ခါလှုပ်ဆောင်ခြင်းအပြင်စနစ်တကျတွေးခေါ်မှုကို တိုးတက်စေနိုင်ပါတယ်စိတ်ဓာတ်ကိုမြင့်တင်ပေးတဲ့စကားတွေကိုလည်းရွတ်ဆိုသင်ပါတယ်ဥပမာငါနေတိုင်းနီလန်းမျိုးစုံနဲ့တိုးတက်နေပါတယ်လို့မျိုးစကားတွေကိုရွတ်ဆိုပါစမ်းသပ်ပြင်းပြခြင်းရည်ရွယ်ချက်ကိုတိတိကျကျမှတ်သားခြင်း ထက်ကထက်ကလှုပ်ဆောင်ခြင်းနဲ့စိတ်တက်ကိုမြှင့်တင်ပေးတဲ့စကားတွေကိုရွတ်ဆိုခြင်းအပြင်တင်းတို့ရဲ့ရှီမန်းချက်တွေကို အောင်မြင်အောင်လှုပ်ဆောင်နိုင်ပါတယ်။နံပါတ်၄ Control Attention ထိန်းချုပ်ထားသောအာယုံစူးဆိုင်မှုထိန်းချုပ်ထားတဲ့အာယုံစူးဆိုင်မှုဟာထိန်းချုပ်ထားတဲ့အလေးချက်တွေလိုပဲရည်ကြီးပါတယ်။နပိုလီယံကထိန်းချုပ်ထားတဲ့အာယုံစူးဆိုင်မှုဟာအောင်မြင်မှုအတွက်လိုအပ်တဲ့အခြေခံမူတွေတည်းကတစ်ခုလို့ပြောပါတယ်။ ထိန်းချုပ်ထားတဲ့အာယုန်စူးဆိုင်မှုကိုရရှိဖို့အတွက်ရည်ရွယ်ချက်ကိုတိတိကျကျမှတ်သားခြင်းကိုကိုကိုထိန်းချုပ်ခြင်းထိန်းချုပ်ထားတဲ့အာယုန်စူးဆိုင်မှု auto suggestion နဲ့စိတ်ဓာတ်ခိုင်မာခြင်းဆိုတဲ့အချက်၅ခုလိုအပ်ပါတယ်။ဥပမာငွေလိုနေတဲ့လူတစ်ယောက်အကြောင်းကိုကြည့်အောင်ဒီအချက်၅ခုကိုအသုံးပြုခြင်းအဖြစ်ငွေရှာနိုင်ပါတယ်။အောင်မြင်ခဲ့တဲ့သမိုင်းဝင်လူတွေဟာဒီမူတွေကိုလိုက်နာခဲ့ကြပါတယ်။ Thomas Edison ဟာသူ့ရဲ့အောင်မြင်မှုတွေကို သူကြိုးကြိုးစားစားလိုက်နာခဲ့တဲ့မူတွေကြောင့်လို့ပြောခဲ့ပါဗါဒ်အလက်ဆန်ဒါခရီဟန်ဘဲဟာတယ်လီဖုန်းကို ပထမအချိန်မှာတီထွင်နိုင်ခဲ့ခြင်းမရှိပါဘူးဒါပေမဲ့သူဟာစိတ်တက်ခိုင်မာခြင်းနဲ့ဆက်လက်ကြိုးစားခြင်းရဲ့အရေးပါမှုကိုနားလည်ခဲ့ပါဗါးဒီနေ့မှာကျွန်တော်တို့ဟာပထမအဆုံး creative vision ချောင်းကိုလေ့လာခဲ့ပါဗါးဒုတိယစနစ်တကျတွေးခေါ်နည်းကိုလေ့လာခဲ့ပါဗါးတတိယထိန်းချုပ်ထားတဲ့အာယုံစူးစိုက်မှုချောင်းကို နားလည်ခဲ့ပါဗါးစတုတ္ထထိန်းချုပ်ထားတဲ့အာယုံစူးစိုက်မှုဟာ ဘဝရဲ့ကဏ္ဍတိုင်းနဲ့သက်ဆိုင်နေဆိုတာကိုသင်ယူခဲ့ပါတယ်။တင့်ရဲ့ရှင်မှန်းချက်တွေကိုအောင်မြင်အောင်ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ပါဘူး။တင့်ရဲ့စိတ်ထဲကကြောင်ရုံမှုတွေနဲ့တန်တရားတွေကိုလစ်လျူရှုပြီးတင့်ရဲ့အိမ်မက်တွေကိုအကောင့်ထည့်ဖို့ဖို့စီစဉ်မှာဒီကဘာပေါ်မှာတင်တီရှိနေတဲ့ရှိရွက်ချက်အစင်မှန်ကပါလဲ။တင်အဲ့ဒါကိုရှာဖွေတွေ့ရှိတာနဲ့တင့်ရဲ့စိတ်ခန္ဓာကိုယ်နဲ့ဝိညာဉ်ကအဲ့ဒါကိုအောင်မြင်အောင်လှုပ်ဆောင်မှုအတွက်အပြည့်အဝမြုပ်နှံပါလိမ့်မယ်။ကိုကိုကိုယုံကြည်ပါ။တင်လုံနိုင်ပါတယ်။ ဒါကတော့နပိုလီယန်ဟီးလ်ရဲ့တင်းစိတ်ကိုတင်ပိုင်ဆိုင်နီးဆောင်ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အသိပညာတွေဟာအင်မတန်အရေးပါပြီးတင်းဘဝကို ပြောင်းလဲစေနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုကိုကြိုက်တဲ့တတဲ့ဆိုရင် like လုပ်ပြီးတခြားသူတွေကို share ပေးပါ။နောက်ထပ်ဗဟုသုတရရှိစေမယ့်စောင့်တွေတင်ဆက်ပေးဖို့အတွက်ကျွန်တော်တို့ရဲ့တိုးတက်ရေး channel ကို subscribe လုပ်ထားပြီး bell icon လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့။ ဒီစာအုပ်ပေါ်တင်တို့ရဲ့အမြင်တွေကို comment မှာရေးခဲ့လို့ရှာရင်ရေးခဲ့ပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်စာအုပ်တွေမှာပြန်တွေ့ကြမယ်